ပကံဆန်ခွန်ဆေးရုံရွေးချယ်တာတွေပြောင်းလဲရရင်လည်းပတ်သက်ပြီးတော့တိထားတဲ့ဟာတွေကိုတငယ်ချင်းတွေကိုလာရောက်ပြဝယ်ပေးမယ်နော်ပကံဆန်ခွန်ဆေးရုံရွေးချယ်တဲ့နေရာမှာကိုကပကံဆန်ခွန်ထဲဝင်ကြီးပေးတွင်ရတဲ့အလုံးယုံတယုံယုံကိုဝင်ပြီဆိုလို့ရှိရင်သူတို့ကနေပြီးတော့နိဆက်ရပုတ်ကလီကဆေးရုံဖြစ်စေအစိုးရဆေးရုံကိုဖြစ်စေပေးရွေးချယ်စေကူတာခွင့်ထက်တွင်ရတာဖြစ်ပါတယ်အဲ့လိုထက်တွင်တဲ့နေရာမှာကိုက ေးရုံပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်တစ်နှစ်မှတစ်ကြိမ်ပြောင်းလဲခွင့်ရှိပါတယ်။နှစ်တစ်နှစ်ရဲ့နောက်ဆုံးလဖြစ်တဲ့12လပိုင်း16ရက်နေ့ကနေပြီးတော့နောက်လ3လပိုင်း31ရက်နေ့ထိကိုကြိုက်နေတက်တဲ့တခြားဆေးရုံပေါ့နော်ပထမစချေကိုဒီနေပယ်မှာပဲဆေးရုံကောင်းလဲကိုမသိသေးဘူးနောက်တော့ကိုတိသွားတယ်ကိုပြောင်းချင်တယ်ဆိုလို့ရှိရင်တနစ်မှာတစ်ခါပြပြောင်းတယ်အဲ့ဒီတစ်ခါကလည်းကိုတခြားဆေးရုံကိုပြောင်းပြီးသွားပြီဆိုခဲ့ရင်နောက်ထပ်တစ်ချိန်တစ်ထပ်ပြောင်းလို့မရဘူးတစ်ခါပဲပြောင်းလို့ရတယ်နော် ဲ့လိုပြောင်းလဲတဲ့အခါမှာကိုကစေယုံတက်နေတဲ့12လပိုင်း16ရက်နေ့သူတို့ပြောတဲ့3လပိုင်း32ရက်နေ့အထိကိုစေယုံတက်နေရဲ့လူဆိုလို့ရှိရင်တော့ပြောင်းမရဘူးစေယုံတက်တာမဟုတ်ဘူးကိုကကိုခံအစကတည်းကကုယောဂရှိထားလို့စေယုံမကြခဏတော့ပြနေရတဲ့လူဆိုလို့ရှိရင်ပြောင်းလဲလို့ရတယ်အဲ့လိုပြောင်းလဲတဲ့အခါမှာကိုက အရင်ဆေးရုံကနေပြီးတော့ဆေးစစ်လက်မှတ်အချက်လက်တွေဆေးကုသတဲ့အချက်လက်တွေအကုန်လုံးကိုဆေးရုံအစ်ကိုသူတို့ကလွှဲပြောင်းပေးမှဖြစ်တယ်နော်အဲ့ဒီအတွက်ကိုကလွှဲပြောင်းကုသခွင့်ရှိပါတယ်ဆိုတဲ့အကြောင်းလည်းပြောပြတာဖြစ်ပါတယ်တချို့တွေကအာဂျားထဲမှာဘုံနော်ဩကြံခဲ့နေတယ်တခြားကိုကအလုတ်ပြောင်းနေကိုကဒီနေမှာအခုဒီမှာလုတ်တယ်ဒီပကံစံခွန်ရုံမှာတွင်းထားတယ်နေပြောင်းသွားတယ်အဲ့ဒါတော့ပုံမှန်မဟုတ်တဲ့မဟုတ်တဲ့အခြေအနေပေါ့နော်ကိုကဒီနေမှာ ပကဆန်ခွန်ကနေပြောဟိုဘက်နဲ့ကိုပြောင်းသွားရင်တော့အဲ့ဟိုဘက်နဲ့မှာကိုအလုတ်တလုတ်တဲအလုတ်ရှင်ကကိုကို ပကတ်ဆန်ကွန်ထဲဝင်ကျင်းွေပြန်ထည့်ပြီးတော့ဆေးရုံပြန်ပြောင်းပေးရမှာဖြစ်ပါတယ်။နီးစက်ရအလွယ်တကူဆေးကုတခွင့်ရမယ့်နေရာတွေပေါ့နော်။ပုတ်ကလေးကဖြစ်စေအစိုးရဖြစ်စေသူတို့တွေကပြန်ပြောင်းပေးရမှာဖြစ်ပါတယ်။ပုံမှန်အနေထားမဟုတ်ဘူး။နေတွေပြောင်းရင်ဆက်ရုံတွေပြောင်းရင်တော့ပြောင်းခွင့်ရှိပါတယ်။ပုံမှန်အနေထားတိုင်းပဲလက်ရှိနေတဲ့နေရာမှာပဲအလုံးလုံးနေတယ်ဆိုရင်တစ်နှစ်မှတစ်ခါပဲပြောင်းခွင့်ရတာဖြစ်ပါတယ်ရှင်။အဲခဏခဏလက်မေးနေကြလို့ပြောပြပေးတာဖြစ်ပါတယ်။ဟန်နီယာဝန်ဆောင်မှုပေးရလို့မဟုတ်ပါဘူး။တိရတာတွေကိုလာ ရောက်မြှောက်ဝေပေးရလို့ဖြစ်ပါတယ်ဟန်နီပါရှင်ကျေးဇူးတင်ပါတယ်